ပိုင်းနဲ့မှာတော့ထဲကျွန်းတယောက်ထောင်ထဲကငရေကန်ကိုစတင်ကြုံတွေ့ရတော့မှာပဲဖြစ်ပါတယ်။မနေ့6နိုင်မှာထပြီးသူတို့ခေါ်တဲ့အချိန်ခမင်းစားရမယ့်အကြောင်းနဲ့တပတ်ကိုတခါရင်းနှွေးနဲ့ပေးချိုးမဲ့စီကန်းချက်တွေကိုပြောပြနေရင်းနဲ့ထောင်ထဲမှာတော့ကြိုးစားရင်းပြုပြင်တဲ့သူတွေကိုအဆင့်သတ်မှတ်ချက်တွေပေးကနောက်ပိုင်းမှာတော့ shop ပေါ့ခွင့်ဒါမှမဟုတ်လွတ်ငြိမ်းချမ်းသာခွင့်ကိုရမယ့်အကြောင်းကိုပြောနေခဲ့ပါတယ်။ ထောင်ထဲမှာရှိနေတဲ့အချိန်တွင်းမှာတော့မိမိလုပ်ခဲ့တဲ့မကောင်းမှုအရာတွေကိုစင်ကျင်သုံးသပ်ပြီးပြန်ထွက်သွားတဲ့အခါမှာတော့စိတ်တစ်လူတစ်အဖြစ်နေထိုင်ဖို့မျှော်လင့်ကြောင်းပြောနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ထေကျွန်းထံကိုအစိုးရရှိနေတဲ့ယောက်ကလာတွေ့ခဲ့ပြီးသူကအရင်တော်ရဲရှိနေတော့မဟုတ်ပေမဲ့ဒီအမှုကဇလန်းလိုဖြစ်နေတာကိုပြောပြလိုက်တဲ့အခါထေကျွန်းကသိဆုံးသူကိုသူတခါမှမသိတဲ့အကြောင်းပြောပြီးသူ့စကားကိုလည်းဘယ်သူမှမယုံဘူးလို့ပြောလိုက်တော့ရှိနေကထေကျွန်းကိုနှစ်သိပ်ပေးခဲ့တယ်ကတော့အာတက်သွားခဲ့ပါတယ် အဲ့နောက်မှာတော့ note စာအုပ်နဲ့ recording ကိုဖွင့်လိုက်ပြီးအခင်းဖြစ်တဲ့နေ့ကထူးဆန်းတာတစ်ခုခုကိုစဉ်းစားမိတာရှိရင်ပြောဖို့ပြောလတ်ပါတယ်။ထဲကျုံးလဲအမှုကြားနာတဲ့နေ့ကအန်အောထိတ်လန့်ခဲ့လို့မပြောပြခဲ့တဲ့အခင်းနေရာကလက်ကောက်ကသူ့ဟာမဟုတ်ကြောင်ပြောနေရင်ဒီဖြစ်သူစီမှာခဏအိပ်ပေါ်တော်တော့ကကြားခဲ့တာဖြစ်ကြောင်းပြောပြီးဒီလောက်ဆိုသူမဟုတ်တဲ့အကြောင်းတတ်သိပြနိုင်မလားလို့မေးလိုက်တော့ရှင်းနေကပြန်လည်ဆင်းစစ်ဖို့ရတယ်အောင်ပြောကဒီဖြစ်သူရဲ့လိပ်စာကိုမေးလိုက်ပြီးဒီအမှုကို ူပြန်ဆုံဆန်းနေတဲ့အကြောင်းကိုတော့ဘယ်သူမှမပြောဖို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ထောင်ထဲကိုပြန်ရောက်လာပြီးထောင်ထဲမှာတော့ဒေါစုဆိုတဲ့လူမိုက်ခေါင်းဆောင်ကအရာရှိငယ်တချို့ကိုအိတ်ကတ်တဲထဲနိုင်သူတယောက်ပေါ့။ထဲကျုံးကိုဖမ်းခေါက်လာခဲ့ပြီးဘာနဲ့နဲ့ဘာအမှုနဲ့ကြလဲဆိုတဲ့အကြောင်းကိုမေးတဲ့အချိန်မှာတော့ထဲကျုံးကပြန်မဖြေခဲ့တာကြောင့်ဝိုင်းတီးလိုက်ကြပါတယ်။အဲနောက်မှာတော့တသက်တကျုံးကြတဲ့အကြောင်းကိုပြောလိုက်တော့တည့်ရဲ့သားနဲ့မိတဲ့ဒေါစုကမရိမှုမလားလို့မေးလိုက်ပြီးဝိုင်းနေဆက်ဖို့လုံးနေတဲ့အချိန်ထောင်ရဲ့ရာရှိတွေရောက်လာတာကြောင့် ံကောင်းသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထမင်းစားချိန်မှာထဲကျိုးရဲ့နေရနာကိုထောင်သားနှစ်ယောက်ရောက်လာပြီးဒီထောင်မှာတော့အဲ့ဒီလူမိုက်ကပတ်စံချမ်းသာတဲ့ခေါင်းဆောင်ဖြစ်တာကြောင့်တသက်တကြုံကနေဆန်းနှစ်နှစ်ထိပေါ်လျှော့ခံခဲ့ရတဲ့အကြောင်းနဲ့သူကြီးမကိုတုံးခုံချောင်းခဲ့တာကြောင့်ထောင်ထဲရောက်လာတဲ့အကြောင်းရှင်းပြပြီးမင်းဘက်မှာငါတို့ရှိနေကြောင်းကိုပြောနေခဲ့ပါတယ်။အဲ့နောက်မှာတော့ထဲကျိုးကိုရေချိုးကန်းတွေကိုခေါ်လာခဲ့ပြီးအနိုင်ကျင့်ပါကင်ဖွင့်လိုက်ပါတယ်။ ရက်နေငယ်ကြမှာတော့ရှင့်နေပြန်ရောက်လာခဲ့ပြီးညီဖြစ်သူရဲ့တေဆုံးချောင်းဆာရနဲ့အတူသူရောက်သွားတဲ့အခါမှာတော့သူ့ကိုယ်သူတတ်တည်သွားခဲ့ပြီးဖြစ်တဲ့အကြောင်းကိုပြောကာထွက်သွားခဲ့ပါတယ်။ထေချုံဘိုးကတော့ချစ်သူကထားခဲ့တဲ့အပြင်အချစ်ရဆုံးညီကပါတေဆုံးသွားတာကြောင့်ဝမ်းနဲ့ငိုကြွေးနေခဲ့ပါတယ်။ထေချုံရဲ့ပုံစံကိုတော့ထောင်သားအဖိုးကြီးကကြည့်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ညဘက်မှာအသက်ရှင်ဖို့အကြောင်းပြချက်မရှိတော့တဲ့အထိစိတ်တက်ကြသွားတဲ့ထေချုံကတော့သူ့ဘဝကိုဆွန့်လွတ်ဖို့လုပ်ခဲ့ပါတယ်။မျောနေတဲ့ချိန်ညီဖြစ်သူကအကူက အပင်တွေတော့ရှင်တန်အောင်လှုပ်ပေးဖို့ကြိုးစားပြီးကို့ဘာသာကိုတော့ရှင်တန်မို့မလုပ်နိုင်တာကြောင့်ငိုကြီးကသွားတော့ဆိုတဲ့အတန်ကြောင့်သတိပြန်လေလာခဲ့ပါတယ်။အဲနောက်မှာတော့တလားထဲ၃ခါလောက်သေးဖို့ကြိုးစားနေတဲ့ထဲချုံကိုလူတစ်ယောက်ကအရက်ကြည့်နေခဲ့ပါတယ်။တကယ်ချင်း၃ယောက်ကတော့ထဲချုံကိုတွေးခွင်တောင်းခဲ့ပေမဲ့တနေ့ကျော်အထိအဲတွေးလက်မခံခဲ့တာကြောင့်နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။အဲနောက်မှာတော့သူ့ကိုကြည့်ကြည့်နေတဲ့သူကတော့ဖာသာရဲ့အကူဖြစ်ပြီးအစ်စတာနေ့အတွက်လာခဲ့တဲ့ထဲချုံကိုကိတ်လေးပေးလိုက်ပါတယ်။ ဲနောက်မှာတော့သူ့ကိုဖះเจ้าအကူနိုးလို့ခေါ်တယ်။သူကဒီတလောထဲကျုံးကိုကျင်းနေတာကိုတွေ့ခဲ့ကြောင်းနဲ့ဒီမှာတော့ယောက်ျားတွေတောင်ငိုနိုင်ကြောင်းကိုပြောနေခဲ့ပါတယ်။သူဒီနေရာကိုရောက်တာ15နှစ်ကြာတဲ့အထိဖြစ်ပြီးထဲကျုံးအဖို့ကတော့ဒီနေရာနဲ့အသားချဖို့အချိန်လိုအပ်တဲ့အကြောင်းပြောကနှစ်သိပ်ပေးနေခဲ့ပါတယ်။ဖာဇန်တို့ကတော့သူလဲဒီကိုဆောက်ရောက်တော့ကအခက်ခဲတွေကိုရေဆိုင်ခဲ့ရတဲ့အကြောင်းပြောတော့ ထင်ကျွန်းတယောက်ငိုကြွေးနေခဲ့ပါတယ်။အဲနောက်မှာတော့노구ကဒီနေရာကိုရောက်ရင်တည်တဲ့လူလိုစဉ်းစားပြီးလူအစ်တအနေနဲ့စတင်မှုပြောတာကြောင့်ထင်ကျွန်းလည်းပြောင်းလဲဖို့စ조사နေရင်နှိမ့်ဆက်ခံလိုက်လေးကျင့်လိုက်နဲ့ဖြတ်တန်းနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထောင်ထဲမှာသူနှစ်သက်တဲ့ပန်းပင်တွေကိုစိုက်ပျိုးရင်းနဲ့အခု노နဲ့အဖော်ကောင်းတွေဖြစ်လာခဲ့ပါတယ်။သူ့ရဲ့နေထိုင်조사မှုတွေကြောင့်ပဲအဆင့်တွေလည်းရလာကဇက်တိုင်းတိုက်ခိုက်နည်းတွေပါလေ့ကျင့်နေတဲ့ပဲအချိန်ကားနှစ်ထိအုံဆုံးလာခဲ့ပါတယ်။ အဲ့နောက်မှာတော့အဆောက်အဦတစ်ခုကိုပြန်တက်နေပြီးလူတယောက်လမ်းလျှောက်ဝင်လာရင်နေရင်သူ့ကိုဆက်တွေ့တာမှန်တဲ့အကြောင်းနဲ့အဆရဲကမရှိခဲ့တဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်ပေးမယ်လို့ပြောနေကထဲကျွန်းလိုဒလီသမားတယောက်ကို TV ကနေကြည့်နေပြီးဂျိုးကင်သူကအဆိုပါနေနိုင်ပါတယ်အဲ့နောက်မှာတော့အပင်ဆိုင်နေတဲ့နေရာကိုရဲရရှိတယောက်ရောက်လာပြီးနှိပ်စက်ခံထားရတာရှိသေးလားလို့မေးလိုက်ပြီးသူလက်ဆောင်ရတဲ့အပင်လေးကိုပြကဘာဖြစ်မှန်းမသိလို့ကြည့်ပေးဖို့ပြောလိုက်ပါတယ်ထဲကျွန်းကတော့ဟာရချိုးတက်တာလို့ပြောလိုက်ပြီးထားခဲ့ဖို့မှာလိုက်ပါတယ် အဲနောက်မှာတော့နိုကူရောက်လာပြီးကဲမုတ်လေးပေးကသူ့ရဲ့လက်ကောက်လေးကိုဝတ်ပြီးဒီထက်ပိုပြီးမျက်ရည်မကျဖို့ပြောတော့ထဲချုံကဒီနေ့ကထူးဆန်းနေတဲ့အကြောင်းကိုပြောလိုက်ပါတယ်တကယ်တော့ထောင်ကနေသူဒီနေ့ထွက်ရတော့မယ့်အကြောင်းကိုပြောတော့ဝမ်းနဲ့ဝမ်းသာဖြစ်သွားကနိုကူကတော့အပြစ်မှာလျှက်စစ်ပစ္စည်းပြင်းတဲ့လုပ်ကိုလုပ်ဖို့ပြောနေခဲ့ပါတယ်အဲ့နောက်မှာတော့ထေချုံကိုလိုက်ပို့နေရင်ဒီတော့တွင်သူ့ကိုဘာလို့ကောင်းပြီးခဲ့တာလဲလို့မေးလိုက်တာကြောင့်သူ့စကားကိုနားထောင်ပေးခဲ့တဲ့သူလို့ပြောလိုက်ပြီးထွက်သွားရတော့မယ့်အချိန်မှာတော့ ဒီအတော့တွင်ကျေးဇူးတင်ခဲ့တဲ့ကြောင်းအော်ပြောနေရင်တယောက်ထဲသောအားကိုရာပြောက်တဲ့ခံစားချက်မျိုးနဲ့ချိန်ရိတ်ခဲ့ပါတော့တယ်။အဲနောက်မှာတော့ထွက်သွားတဲ့နိုဂူရဲ့အလုပ်ကိုလုပ်ပြီးနေရင်တနေ့မှာတော့ဖះเจ้าကိုထောင်သားတယောက်ရောက်လာပြီးစကားတွေပြောရင်းနဲ့ကျန်းစာအုပ်လေးပြီးတဲ့အချိန်အဆိုပါထောင်သားက သူလောက်တာမဟုတ်တဲ့အကြောင်းနဲ့သူသာပန်းရံကိုဖုံးသွမ်းမပေးခဲ့ရင်စုကြီးငွေသားမမက်ခဲ့ရင်လို့ပြောရင်သူ့မှာအလီဘိုင်ရှိပေမဲ့ရှင်းနေတယောက်လာတွေ့ပြီးနောက်နေ့အမေဖြစ်သူကတတ်တည်သွားတဲ့အကြောင်းကိုပြောကား သူ့အမေကတော့ငငယ်တွေကတတ်သေးတာတွေကိုမုန်းလို့အမဲဆုံးမနေတဲ့ကြောင်းရှင်းနေလဲတစ်ဖက်တည်းပဲလို့ပြောလိုက်ပါထဲကျုံးလည်းဒပုံစံနဲ့ဖြစ်နေတာကြောင့်စဉ်းစားရင်းနေညဘက်ကနေမနက်ထိမိုးလင်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဆူညံတန်တွေထွက်ပေါ်လာပြီးမနေ့ကသူနဲ့အဖြစ်တူနေတဲ့ထောင်သားကသူပေးတဲ့ကျန်းစာဆိုင်ရွက်ကိုဗန်စတဲထိုးတဲ့ကတည်ဆုံးသွားခဲ့တာကြောင့်ထိတ်လန့်နေခဲ့ပါတယ်အဲ့နောက်မှာတော့ထဲကျွန်းကအပြစ်မရှိကြောင်တတ်တေရှာတွေ့ပြီဆိုပြီးရှင်းနေကိုခေါ်လိုက်တာကြောင့်အပြစ်ရလောရောက်လာကတတ်တေကိုမေးရင်းနဲ့ထဲကျွန်းက တည်ဆုံးသွားတဲ့ထောင်သားအကြောင်းကိုပြောလိုက်ပြီးတတ်တည်မရှိတာကိုတည်သွားတာကြောင့်မျက်နှာထားပြောင်းသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထဲကျုံးရဲ့ညီကိုလည်းတတ်ပစ်လိုက်တဲ့အကြောင်းပြောလာကထဲကျုံးကတော့မင်းကိုတတ်ပစ်မယ်လို့ပြောနေပေမဲ့ဒီထဲမှာဘလို့တတ်နိုင်မှာလဲလို့ပြောကပြန်ထွက်လာရဲ့တစုံတယောက်ကိုဖုံးဆက်ပြီးရှင်းဖို့လိုလာပြီးဆိုတဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။ ။အဲနောက်မှာတော့ညဘက်ကြီးဖသားစီကိုသွားတွေ့လာပြီးတိထက်ပို့ပြီးဖះเจ้าအကူကိုမလုံနိုင်တော့တဲ့အကြောင်းပြောနေခဲ့တာ။ဖះเจ้าကခုံမှန်ရှိတဲ့တန်เจ้าကိုဆွဲနှုတ်ရဲအပိုင်းသုံးမှာတော့ထေကျွန်တယောက်ဘလို့ရီဆက်လုံမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ။